်အက်စတာဖောင်းကိုခဏမေ့ထားလိုက်အောင်ဒီကစားမကကဘာကောင်းဆုံးဆိုပြီးတော့ဂျုံဝါလာကြတဲ့ချဲစီဖန်များအန်ဇိုမာရက်စကာရဲ့ချဲစီအသင်းဟာဘာစီလိုနာအသင်းကိုစတန်ဖို့ဘရစ်မှာ3-0နဲ့အနိုင်ယူခဲ့ပြီးတော့ထူးခြားတဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပါတယ်အရှင်ချဲစီဟာပွဲစပြီးတော့25မိနစ်တွင်2ချိန်ဂိုးသင်းယူခဲ့ပြီးမြေဝက်စလီဖိုဖာနာရဲ့လက်ထိပ်ဘောကြောင့်ဒီမှာတစ်ချိန်နဲ့အန်ဇိုဖာန်ဒက်စ်ရဲ့လူကျွန်ဘောကြောင့်ဒုတိယတစ်ချိန်နှစ်ဂိုးစလုံးပယ်ဖျက်ခံခဲ့ရပါတယ်နောက်ဆုံးမှာတော့မက်ကိုဂရယ်လာဟာဘာစီလိုနာရဲ့ပြည်တံ area ကို ရပါချမ်းအထိရောက်ရှိလာပြီးတော့ပေးပို့တဲ့ဘောလုံးကိုကွန်တီကကိုကိုကွန်ပျူတာဆသွင်းယူခဲ့မိတဲ့အတွက်ချက်စီအတွက်ဖွင့်ကိုရရှိခဲ့ပါပြီ။နောက်ထပ်အန်ဒရီဆန်တိုစ်ရဲ့သွင်းကိုတစ်ချိန်ပဲဖျက်ခံရပြီးတဲ့နောက်မှာအက်စတီဗာအုံနဲ့လီယန်ဒီလက်တိုရဲ့သွင်းကိုနေရူးစပိန်ထိပ်သီးသွင်းကိုနိုင်ယူနိုင်ခဲ့ပါပြီ။ချက်စီရဲ့ထင်ရှားတဲ့ကစားသမားတဦးတွေကတဦးဖြစ်တဲ့ဘရာဇီးလူငယ်ပါမီရှင်အက်စတီဗာအိုကမကြသေးမီကာလာတွေကချီကျူးတန်တွေကိုယင်းနေနေရသူဖြစ်ပါပြီ။လျက်ရှိလိုလီယန်မြန်တဲ့တောင်မန်ကစားသမားကဘာစီလိုနာနောက်တန်းကိုအကြိမ်ကြိမ်ဒုက္ခပေးခဲ့တာဖြစ်ပါပြီ။သူရဲ့ဆွမ်းဆောင်ရည်ကိုပရိသတ်တဲ့ဦးက SD ပေါင်းကိုပွဲတိုင်းကြီးတိုင်းလေးစားစရာအသေးတစ်ခုမြင်ရပါလိမ့်။သူ့ရဲ့ဘောလုံးပြေပုံးမှုတွေနဲ့အည်သွေးကိုထုတ်ဖို့ပြသနိုင်ခဲ့ပါလိမ့်။သူကပါရမီကြီးမားသူဖြစ်တယ်လို့ဇကလုံးလှလှရည်နဲ့ချီးကျူးသွားခဲ့ပါလိမ့်။ဒုတိယတဦးကတော့မက်ကူဂရယ်လာဖြစ်ပါလိမ့်။နိုင်ငံအသင်းပေါ်ဖြစ်သူလမန်ရမဲနဲ့ထိတဲ့ရင်ဆိုင်ရတဲ့ခက်ခဲတဲ့စင်ခေါ်မှုကိုဂူဂရယ်လာကအကောင်းဆုံးကင်တွင်နိုင်ခဲ့တာပါ။ပွဲမစားခင်ကလေးကကမ္ဘာဘောလုံးလောကရဲ့အကောင်းဆုံးလူငယ်ကစားမတွေကတဦးဖြစ်တဲ့ရမဲကတိုက်စီအတွက်ပုံမှန်အနေရရှိမယ်လို့လူအများကမျှော်လင့်ခဲ့ကြပါလိမ့်။ ဒါပေမဲ့နောက်ခံလူကူဂရယ်လာကအမြဲတမ်းရှည်တန်းကနေကစားခဲ့ပြီးတော့သူရဲ့နိုင်ငံတကာအသင်းပေါ်ကိုပွဲတစ်လျှောက်လုံးထိရောက်မှုရှိစေခဲ့ပါဘူး။သူရဲ့ဖွင့်ကိုမှရေးပါခဲ့ပြီးတော့အာရူဂျိုနီကရရှိရမှာလေအဓိကကြသူဖြစ်ခဲ့ပါရီ။ပရိသတ်တွေကကူဂရယ်လာကလမန်းရမဲကိုဒီနေ့ငါ့ကိုလာမပတ်သက်နဲ့လို့ပြောနေတာဖြစ်မဲလို့ရေးသားခဲ့ပါရီ။နောက်ထပ်တစ်ခုကတော့ကူဂရယ်လာကတကယ်ကောင်းတဲ့ပွဲတစ်ပွဲကစားနေတာဖြစ်တယ်။ဖန်တီးမှုရတယ်ရမဲကိုတိတ်ဆိတ်အောင်ထိန်းထားနိုင်တယ်လို့ထပ်ပြောင်းပြောခဲ့ပါရီ။ ဒီလိုချီချူးပြောဆိုမှုတွေအပြင် Google လာကသူ့ရဲ့နေရာမှာကဘာကောင်းဆုံးစားမဖြစ်တယ်လို့ပြောခဲ့တဲ့အလွန်ရဲရင်တဲ့ပြောဆိုမှုတစ်ခုလည်းရှိခဲ့ပါသေးတယ်။ရိဒါတူကကဘာကောင်းဆုံးဘယ်နောက်ခံလို့ဖြစ်တဲ့ Mac Google လာကိုချီချူးကုန်ပြူလိုက်ပါတယ်လို့ပြောခဲ့ပြီးနောက်ထပ်တစ်ခုကလည်း Mac Google လာကကဘာကောင်းဆုံးဘယ်နောက်ခံလို့ဖြစ်တဲ့သူကလို့ဖြစ်နေတာတော့ကြာပါပြီလို့အလားတူမှတ်ချက်ပေးခဲ့ပါသေးတယ်။ ဒါပြင်အန်ဆိုကလည်းကွင်းလယ်မှာပွဲအရှိန်ဟုန်ကိုမြင့်တင်ပေးခဲ့ပြီးပြည်တယ်အေရီယာတွေကိုတိုက်စစ်ဆင်ပြေးဝင်မှုတွေကပြိုင်ပွဲတွေအတွက်ရှုပ်ထွေးမှုတွေဖြစ်စေခဲ့ပါသည်။ဒါပြင်အာဂျင်တီးနားကစားမကဘောလုံးကိုပိုင်ပိုင်နိုင်နိုင်ထိန်းချုပ်နိုင်မှုနဲ့ပြိုင်ပွဲကိုဖိအားပေးတိုက်ခိုက်မှုတွေကိုပြည့်ပြည့်စုံစွာပြသခဲ့ပါသည်။ကြည့်ရှုပေးကြတာအားလုံးကိုကျေးဇူးထူးတင်ရှိပါရမညာ။